ဆက်သက်လေတီဟာတနအိမ်ပိုင်း60နေပါတီလင်းမြအောင်ပြန်တန်းနိုင်တယ်လို့လေ့ကျင့်240ကီလိုဂရမ်ထိတည်ဆောင်နိုင်ပါတယ်။မြင်းပင်1800အထိလည်းပြန်တက်နိုင်ပါတယ်။ဒါကြောင့်မျောလင့်မထားတဲ့နေရာတွေကနေရုတ်တရက်ပေါ်ထွက်တိုက်ခိုက်လာနိုင်တယ်လို့သတိပြုပါ။အင်ဂျင်ဆက်တန်ပန်ကာချန်ကြားရင်ပတ်ဝန်းကျင်ကိုလေ့လာပါ။ဆက်သက်လေတီကိုမြန်မာကဒါမမဟုတ်အန်ဒီရဲ့3ပေးချက်ရရင်ချက်ချင်းဘုံကိုကျင်တဲ့ပုံကိုပါ။ လူထုထက်တဲ့နေရာနဲ့စီရီအခြေဆိုင်စခန်းလိုမျိုးပြစ်မှတ်ဖြစ်နိုင်တဲ့နေရာတွေကိုသတိပြုရှောင်ရှားပါ။ပြင်ပ18000အထိလည်းပြန်တက်နိုင်ပါတယ်။စကိုင်းနိုင်ဝက်လက်မြို့နယ်ရဲ့ရွာစဲလက်စကြောင်းထိုးနေတဲ့ဆိုးစုကဒီကျေရရင်ချက်ချင်းဘုံဘုံချင်းတဲ့ပုံပေါ်ပါလူထုထက်တဲ့နေရာနဲ့စီရီအခြေဆိုင်စခန်းမျိုးချမှတ်ဖြစ်နိုင်တဲ့နေရာနိုဝင်ဘာတရက်ကနေ9ရက်ထိဝက်လက်နယ်ကကတူးချင်းတဲ့ပုံပေါ်ပါလူထုထက်တဲ့နေရာနဲ့စီရီအခြေဆိုင်စခန်းမျိုးချမှတ်ဖြစ်နိုင်တဲ့နေရာ ဟောက်တွန်းလူရွက်ပြီးနောက်နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တာပါလူထုထက်တဲ့နေရစိုးစုကအဲ့ဒီစီးနင်းလူရွက်မီးရှို့တဲ့ကျေးရွာတွေတဲ့အထိုင်ချတပ်ဆွဲကနေစဉ်ရက်ဆက်မီးရှို့ဖျက်ဆီးနေရကြောင်းပြည်သူတွေရွာထဲပြန်မဝင်နိုင်သေးပဲမီးလောင်ပျက်စီးတဲ့အခြေစင်းကိုတော့မသိရသေးဘူးလို့ဒေသခံမြေပြင်ကင်းထောက်အဖွဲ့ Wildlife Information နဲ့ Network တာဝန်ရှိသူတို့ကပြောပါတယ်ဟုတ်ကဲ့အဲ့ဒီဘာကြီးအင်ဂျီဘာကြီးတော့ကျွန်တော်တို့မသိရဘူးဗျာဒီကေကတော့ အများကြီးပဲဗျာလူကြီးတော့ကောင်းတဲ့ချီပြီးရတာသိကြတယ်ဗျာကျွန်တော်တို့ကျွန်တော်တို့ဒီဘက်ကကျွန်တော်တို့ဒီဘက်တော့လည်းညာဆိုရပါကြီးစကန်ကိုတင်းရခါကြတော့ကျွန်တော်ဘက်ကလည်းအဲလိုအပ်ချက်တွေကြောင့်မတင်းနိုင်တာရှိပြီအဲဒါသူတို့ကအင်အားတွေဖြည့်ပြီးတော့မှအဲကျွန်တော်နေမရှင်းနေလို့အားကြောင့်မလို့ဒီဘက်ကလူစုလို့ကျွန်တော်ဆက်ဆက်ပါရတယ်ဆီဘောင်းက၁၈ရက်လောက်ဆစ်ဆောင်နေရတယ်ဗျာဝက်လက်နဲ့အနောက်ချမ်းစကိုင်းရှူဖို့ကာလန်ဘော်က လမ်းဆောင်အချက်ချနေရဖြစ်တဲ့ရွာသားကြီးရွာထဲမှာစကိုင်းမျိုးအခြေဆိုင်တမ33ခေါ်အမှတ်33ချင်းမြန်တမဌာနချုပ်ကမြောင်းလိုက်တစ္ဆာကံစေအုပ်စုရာနဲ့ချီအထိုင်ကျတဆွဲနေပြီးအဲ့ဒီစေအုပ်စုက ရွာသားကြီးအနီးဝန်းကျင်ကျေးရွာတွေကိုစီးနှင်းလူရဲ့မိရှို့နေတာပါပြီးခဲ့တဲ့အော်တိုဘာလဂုံပိုင်းကရွာသားကြီးအနီးတိုက်ပွဲဖြစ်ပြီးနောက်စေအုပ်စုကရဲဟရင်ဂျန်ယိုကော်ပိုရာတွေအုံပြုကရွာသားကြီးရွာတဲ့အင်အားဖြည့်ပြီးနောက်အခုလိုရွာဆန်းလက်စစ်ကြောင်းထို့ စင်းနေလူရဲ့မိရှူတာတွေကျွလွန်နေတာလို့ဒေတာခန်တွေကပြောပါတယ်။တစ်ချိန်တည်းမှာပဲစိုးစုကကြေးရွာတွေကိုစင်းနှင်းချေဒေတာခန်ပြည်သူတွေကိုဖမ်းဆီးပြီးခိုးရပါပစ္စည်းတဲခိုင်းတာတစားကန်လူသားတိုင်းကအဖြစ်အသုံးချတာတွေလည်းကျွလွန်နေပြီးနိုဝင်ဘာ3ရက်ကမော်ဂရီရွာကိုစင်းနှင်းချေဒေတာခန်40ကျော်ကိုဖမ်းဆီးခေါ်ဆောင်သွားခါလက်ရှိအချိန်ထိပြန်မလွတ်သေးဘူးလို့ဒေတာခန်တွေကပြောပါတယ်။ လက်ရှိမှာအစိုးစုရန်ကြောင့်ရွာသားကြီးထုံးဘူတဒတ်ဦးတမကုံရွာတော်ကုံဥတီကုံအုပ်ဖို့ကုံကြီးကန်တောင်ရွာနဲ့မြောက်ရွာလှတော်လက်ဦးကြီးကုံနှံကြီးကုံရွှေသာရင်မတော်ကုတ်ဘူစုငပြောတော်တကောင်းတောင်ဂရုစတဲ့ဝက်လက်နယ်ကြီးရွာ၁၈ရွာက ထောင်တောင်းချီတဲ့ဒေသခံပြည်သူတွေထွက်ပြေးနေရတယ်လို့ဆိုပါတယ်။ငလင်းလုတ်ခတ်ပြီးတလားမပြည့်မီအေဘီလာကစလို့အစိုးစုကဝက်လက်နယ်တဲ့ ရွာစဉ်ပတ်ဝန်းစကြောင်းထိုးလူသက်ကလူရက်မိရှုနေတာဖြစ်ပြီးလက်ရှိမှာတော့ရွေးကောက်ပွဲကျင်းပနိုင်ဖို့နေမြေရှင်းလင်းတဲ့အနေနဲ့အချိန်မြင့်စကြောင်းထိုးမိရှုနေကစကိုင်းရွှေဘူလမ်းမိုင်းကို အပြေအဝထိန်းချုပ်နိုင်ဖို့ကြိုးစားနေရလို့ဒေသခံတော်လိုင်းအင်အားစုတွေကပြောပါတယ်။